နောက်တစ်ဆက်ကြောက်ကဘာဘလာအတွက်ညီမရဲ့နောက်ဆုံးမိတော့ပါရမီရှင်နေထဲမှာလန်ညိုးထိုးလို့မင်းရဒီအဆင့်ထက်ပိုရောက်တဲ့ကစားသမားလို့ရွေးပြီးတော့ထုတ်ပြမယ်ဆိုလို့ရှိရင်တော့ညီမထိတ်ဆုံးကပြရမှာပဲဖြစ်ပါတယ်ဖြစ်နေရတဲ့ပိုပြီးတော့ဖြစ်တဲ့နေဆိုတဲ့အထဲမှာညီမရဲ့ကေရီယာကလည်းတခုအပောင်ပဲဖြစ်ပါတယ်အခုလက်ရှိညီမကိုကြည့်ရမယ်ဆိုရင်တော့သူ့ရဲ့ပြည်သက်တွေပိုရလေအားမလို့အားမရဖြစ်နေကြမှာတော့အမှန်ပဲဗျ2020ကျောက်ကဘာဘလာလည်းနီးကပ်လာပြီးဒီပြိုင်ပွဲကညီမအတွက်နောက်ဆုံးကဘာဘလာပြိုင်ပွဲဖြစ်သွားနိုင်ပါတယ် ဘရာဇီးနီးပြအသစ်ဖြစ်လာခဲ့တဲ့အက်စလော့ဒီကနေမာကို2026ကမ္ဘာပလာပြိုင်ပွဲမှာထည့်သွင်းပြီးတော့အသုံးပြုဖို့ယူရထားပါတယ်။ပြီးတော့သူ့အကြိုတင်ပြင်ဆင်ထားဖို့တည်းလဲတိုက်တွန်းခဲ့ပါသေးတယ်။နေမာကဘရာဇီးအသင်းတို့က89ဂိုးထိသွင်းယူထားပြီးတော့အသင်းသမိုင်းမှာလည်းဂိုးသွင်းအများဆုံးဖြစ်ရက်တည်နေခဲ့တာဖြစ်ပါတယ်။ပြီးတော့လက်ရှိဘရာဇီးအသင်းမှာကရှူယောင်ခက်ကာလာရီလိုမျိုးလူစင်းအင်အားတောင်းနှင်းတာမျိုးမရှိတော့အမှန်ပါပဲ။နေမာကအသက်33နှစ်အရွယ်ရောက်နေပြီပဲဖြစ်ပါတယ်။အဲ့တော့ထုံးစံတိုင်းနိုင်ငံပြည်ထောင်စုရဲ့ရုံးကန်နေရာဆဲဖြစ်ပြီးတော့ဆန်းတို့အသင်းတို့က 9လတွင်မှာပြိုင်ပွဲစုံ12ပွဲသာကစားပေးနိုင်ခဲ့တာပါဒါကြောင့်ဘရာဇီးနီးပြအန်စလော့တီကနေမာကို2026ကမ္ဘာ့ပလာပြိုင်ပွဲအတွက်အကြိုတင်ပြင်ဆင်ထားဖို့တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်ဒီပုံစံတိုင်းသာဆက်ပြီးတော့သွားမယ်ဆိုရင်တော့နေမာကဘရာဇီးအတွက်ပါဝင်နိုင်မှုအလားအလာမရှိနိုင်ပါဘူးနေမာအနေနဲ့ဒီကမ္ဘာ့ပလာမှာပါဝင်ခြင်းနဲ့ဆိုရင်တော့ကြံ့ခိုင်ရေးပိုင်းကိုကောင်းကောင်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်အဲ့လိုပြင်ဆင်မှုအတွက်လည်းသူ့မှာအချိန်အလုံလောက်ရှိနေပါသေးတယ်ဘရာဇီးအတွက်နေမာကအရင်အရေးပါတဲ့ကစားသမားဆိုတာတော့တန်ပြဖြစ်စရာမရှိပါဘူးဒါကြောင့်ပဲ နေမရဲ့နောက်ဆုံးမိတောက်ဖြစ်လာနိုင်တဲ့ဒီပြိုင်ပွဲမှာဘရာဇီးအတွက်တခုခုလုံးပြနိုင်မလားဆိုတာတော့ဆက်ပြီးတော့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါရီ